အေရီတိုင်းတွင်းရှိလေးမျက်နှာမြို့နယ်မှာစစ်ကောင်မရှင်နဲ့အရခတက်တော် AA အပါအဝင်တော်လိုင်းပူပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကစစ်ကူတွေဇက်တိုက်ပို့နေရတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့ကလည်းလေးမျက်နှာနဲ့ရေကြီးအဆက်ကိုဟင်္ဒရာဘက်ကနေအမိုးအုပ်စစ်သုံးကားကြီးတွေနဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါဗျ။လေးမျက်နှာအဆက်ရှိခြေရွာတွေမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေပြီးစစ်ကောင်မရှင်ဘက်ကစုလိုက်ပြုံးလိုက်တိုက်ဆုံမှုတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါဗျ။ အခုနိုဝင်ဘာအစရက်မှာကိုစစ်တပ်ဘက်ကစုလိုက်ပြုံလိုက်သေးတယ်။နှစ်ဖက်ထိခိုက်ရှိပေမဲ့စစ်တပ်ဘက်ကတေးချက်ကတရားနော်မယ်။လမ်းကြောင်းပြောင်းပြီးစစ်ကူပို့နေရတယ်လည်းသိပါရယ်။တင်းရင်သေးမတင်းရင်ပြေးပဲလို့လေးမျက်နှာကတော်လန်ရင်နဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ကဒရုန်းမုံကျဲတိုက်ခိုက်မှုပြင် လေးချောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေပြီးစစ်မှုရန်တင်နန်းသားတစ်တွေကိုလေးမျက်နှာတိုက်ပွဲကိုဇက်တိုက်ဆေးလွတ်နေတယ်လို့သိရပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်အတွင်းကစစ်သုံးကားကြီးအစီး20နဲ့ဒေမျက်နာကိုစစ်ကွန်ရပို့ထားရပြီးအခုရပိုင်းတွင်စစ်ကူတွေထပ်မံပို့လာရတာဖြစ်ပါတယ်။တိုက်ပွဲအတွင်းသေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုပသိမ်ကိုပြန်လည်တည်ဆောင်လာပြီးသေဆုံးသူတွေကိုရှင်မြင်းတင်မိသကြိုဆက်ကိုပို့ဆောင်ပြီးဒဏ်ရာရသူတွေကိုတော့ပသိမ်စစ်မြေပြင်ဆေးတန့်ရင်းမဆရလေးကိုပို့ဆောင်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။လေမျက်နာရှိဆက်ဆက်ယူရောင်ဝင်းကျင်ကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ထားပြီး စစ်ကူတက်လာတဲ့တပ်တွေနဲ့ဝိုင်းဘက်ပိတ်ဆို့ဖို့လာတဲ့တပ်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်စစ်ကောင်မရှင်ဘက်ကအထိနာနေတယ်လို့သိရှိရပါတယ်။အခုနောက်ပိုင်းမှာစစ်ကောင်မရှင်ကစစ်ကူလမ်းကြောင်းကိုပြောင်းလိုက်ပြီးဟင်းဒရာကွင်းကောက်ဘက်ကနေဘယ်ပြောင်းကုန်းစာစီကုန်းကိုဖြတ်ကလေးမျက်နှာကိုစစ်ကူပို့နေတယ်လို့သိရပါတယ်။